အင်းလေးမှာအုံရီလိုက်ရောင်းရင်းနဲ့ရုပ်ချောတာကြောင့်နာမည်ကြီးလာခဲ့တဲ့ပြေဆုံးဖြို့ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Page ကနေပြီးတော့ပရိသတ်အားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်လက်တလုံးမှာဆိုရင်တော့အင်းလီဘက်ကဧည့်သည်တွေများနေပြီးတော့အလုပ်တွေလည်းတော်တော်လေးကိုဖြစ်နေကြတာပါအဲ့ဒီတဲကမှဒါလီပြေဆုံးဖြိုးကအပြုံးချိုချိုလေးနဲ့ဧည့်သည်တွေကြားထဲမှာနာမည်ကြီးလို့နေတာဖြစ်ပါတယ်ဒါလီပြေဆုံးဖြိုးကအင်းထဲမှာနေထိုင်နေသူတစ်ယောက်ဖြစ်ပြီးတော့အုံရီလိုက်ပြီးတော့ရောင်းနေတာဖြစ်ပါတယ်ဒါလီကလေတစင်းနဲ့အုံရီလိုက်ရောင်းရင်းနဲ့မိဘကိုလှုပ်ကြွေးနေတာ ာဖြစ်ပါတယ်။ဒါလီယာအင်းသားစစ်စစ်ဖြစ်တဲ့အတွက်လေယိုလည်းခြေထောက်နဲ့လော်တတ်ပါတယ်။လေယိုခြေထောက်နဲ့လော်ပြီးတော့အင်းထဲမှာသွာလာလှူရှားနေတတာဖြစ်ပါတယ်။ဒါလီပြေဆုံးဖြူက grade 7တက်နေရဖြစ်ပြီးတော့ကျောင်းအားတဲ့အချိန်မှာအခုလိုမျိုးဈေးရောက်တာဖြစ်ပါတယ်။မိဘတွေကရုံးကန်လှူရှားနေရတာဖြစ်တာမို့သူဘက်ကနေပြီးတော့အလုံးလုံးကူကျင်ခဲ့တာပါ။အင်းထဲမှာဘာလို့ရမလဲလို့စဉ်းစားတဲ့အချိန်မှာဒါလီယာ အုံရီရောင်ဖို့လုပ်ခဲ့ပါတယ်။အုံရီရောင်မဲ့အချိန်မှာလိုအပ်တဲ့လေယာအစဒါလေးရသူကိုယ်တိုင်စီစဉ်ခဲ့ရပါ။ကြောင်မိတဲ့အချိန်မှာဈေးရောင်ဖို့အတွက်လေကိုအရင်ဆုံးရင်းရမှာဖြစ်ပါတယ်။လေဝယ်ဖို့အတွက်ဒါလေးရကြောင်တက်နေချိန်မှာမုတ်ဘိုးတွေကိုအရင်စူဆောင်ခဲ့ရပါတယ်။ ကျောင်းရတဲ့မုပ်ဘိုးတွေကိုတခါမှမဝယ်စားဘဲနဲ့အကုန်လုံးစုထားခဲ့ပါတယ်။စုထားလို့ရတဲ့ငွေတွေနဲ့ဒါလီယာလှေတစင်းကိုကိုယ်တိုင်ဝယ်ခဲ့ပါတယ်။လှေလည်းရရှိပြီဖြစ်တာမို့ဒါလီယာအုံသီးတွေကိုဝယ်ပြီးတော့လိုက်ရောင်းခဲ့ပါတယ်။လှေနဲ့အုံရီလိုက်ရောင်းတဲ့အချိန်မှာဒါလီရဲ့ချိုတာတဲ့မျက်နှာပေးကြောင့်အရန်ကိုရောင်းကောင်းခဲ့ပါတယ်။ဒါလီယာဈေးရောင်းတဲ့အချိန်မှာဆက်ဆံရေးအရန်ကိုကောင်းတာပါ။သူစီကိုအုံရီဝယ်တောက်တဲ့သူတိုင်းကို အပြုံးလှလှနဲ့သာချိုတာစွာဆက်ဆံတာဖြစ်ပါတယ်။အပြုံးချိုရာကြောင့် ဒါလေးရဲ့အုံရီကိုတောင်မတောက်ရတော့ဘူးမတက်မတောက်ရထော့ဘူးဆိုပြီးတော့ရေးသားပြောဆိုနေတာဖြစ်ပါတယ်ဒါလေးကအုံရီတစ်မျိုးပဲရောင်းတာမဟုတ်ပဲ လေနဲ့ပစ္စည်းမျိုးစုံကိုပါရောင်းချနေရဖြစ်ပါတယ်။ဒါလေးကရရှိသမျှငွေအားလုံးကိုလည်းမိဘအတွက်သာပေးတာပါ။မိဘတွေကိုထောက်ပံ့ကြလို့အလုံးလုံးနေကြတာဖြစ်ပါတယ်။အားရတဲ့အချိန်မှာဈေးရောင်းတယ်လို့တစ်ဖက်မှာလည်းစာအုပ်တရားစူးစမ်းထားတာဖြစ်ပါတယ်။ဒါလေးကဆရာဝန်ဖြစ်ချင်တာမို့ပညာရေးကိုလည်းအလေးထားပါတယ်။ဆရာဝန်ဖြစ်ဖို့အတွက်စာတရားလုံးမှဖြစ်တယ်လို့တခြားကလေးတွေစော်ကစားနေတဲ့အချိန်မှာဈေးရောင်းရင်းနဲ့ကုညီနေတာဖြစ်ပါတယ်။ဒါလေးကအခုလိုလုံးနေတဲ့အပေါ်မှာမိဘတွေကစိုးရိမ်တာလည်းရှိပါတယ်။ င်လီယိုတယောက်ထဲလော်ပြီးတော့အင်းထဲမှာသွားလာနေတာမို့အစိုးရနေပါဒါလီယာတော့မိဘတွေကအသက်ကြီးနေပြီမို့သူတက်နံတလောက်ရှာပေးချင်တာဖြစ်ပါတယ်အသက်ငယ်သေးပေမဲ့လည်းမိဘတို့လိုကြွေးကျင်စိတ်ကအရန်ကိုများတဲ့အတွက်လူအများကချီးကျူးနေကြရလဲဖြစ်ပါတယ်ဒါပေမဲ့ဒါလီယာတော့လီယိုတေချာလော်တတ်တယ်လို့မိဘတို့လိုပေးကျင်စိတ်တရားများနေတာမို့အခုလိုလိုရတာနဲ့တင်ပျော်နေတာပါဒါလီယာစကားလည်းမပြီးတယ်လို့အင်းသားအတန်နဲ့ဝဲဝဲလေးသာပြောတာဖြစ်ပါတယ်မိဘတို့လိုကြွေးနေတဲ့ဒါလီဖြစ်တာကြောင့်လဲဈေးကရောင်းကောင်း င်းလို့နေရပါဒါလေးကိုမြင်ပြီးဆိုတာနဲ့လူအများကအားပေးခြင်းစိတ်တွေပေါ်လာခဲ့ပါတယ်ဒါလေးကိုစောင့်ခြင်းနေကြတဲ့မမတွေလည်းအရန်ကိုများနေတာပါချစ်စရာကောင်းတဲ့ဒါလေးကိုတခြားပြည်နယ်နဲ့တိုင်းကလူတွေကလှမ်းမြင်ပြီးတော့အုံးရေဝဲတောက်ချင်နေရလည်းရှိပါတယ်မိဘကိုလှုပ်ကြွေးဖို့လေကိုကိုယ်တိုင်လော်ပြီးတော့ဈေးရောက်နေတဲ့ဒါလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်